မင်္ဂလာပါရှင် PSN News ရဲ့နိုဝင်ဘာလ26ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးပါရမယ်။ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ် depression တခုဟာဒီနေ့ထိအကောက်နေဆဲဖြစ်ပြီးမနက်ဖြန်မှာတော့အပြော့သွားနိုင်ပွဲရှိပါတယ်။ဘင်္ဂလားပင်လယ်ရောအနောက်တောင်ပိုင်းတိရီလင်္ကာနိုင်ငံအနီးမှာဖြစ်ပေါ်နေတဲ့လီဘီယာနဲ့ယမန်ကဒီနေ့မှာပဲမုန်တိုင်းငယ်ဖြစ်လာနိုင်မယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။ ဒီဖြစ်စဉ်လေးနဲ့တပြိုင်တည်းမှာပဲတောင်တရုတ်ပင်လယ်မှာလည်းဖိလစ်ပိုင်နိုင်ငံကအမည်ပေးထားတဲ့အပူပိုင်းမုန်တိုင်းဘာဘီနာဟာအားကောင်းလာပြီးဒီနေ့မှာတော့တိုင်ဖုန်းမုန်တိုင်းကိုတိုအဖြစ်နဲ့တောင်တရုတ်ပင်လယ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဒီလိုပင်လယ်ပြင်မှာမုန်တိုင်းတွေဖြစ်ပေါ်နေပြီမယ်။မြန်မာနိုင်ငံအတွက်မုန်တိုင်းအရှိန်သက်ရောက်မှုဟာကြီးကြီးမားမားရှိမှာမဟုတ်ဘူးလို့လည်းမူလပဒပညာရှင်တွေကသုံးသပ်ထားကြပါတယ်။ ီနေ့မှာတော့နိုင်ငံတော်ဝန်မိုးရွာသွန်းနိုင်မဲ့အခြေအနေမရှိဘဲအပူချိန်တွေဆက်လက်လျှော့ကြနေပြီးမန္တလေးတိုင်းနေပြည်တော်မကွေးတိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရှိဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေ့အပူချိန်29ဒီဂရီဆဲလ်ဆီယက်ခန့်သာအမြင့်ဆုံးရောက်ရှိနိုင်ပြီးအများအပြား26ဒီဂရီဆဲလ်ဆီယက်ခန့်သာရှိနိုင်မှာဖြစ်ပါတယ်နောက်နေ့အတွင်းမှာလည်းရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာညအပူချိန်တွေဆက်လက်ရောကြလာနိုင်မှာဖြစ်ပါတယ်။ င်းလယ်ပြင်မှာတော့မုန်တမခွေမုန်တနင်္သာရီကန်ယူရတဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာလိုင်းကြီးနိုင်ပြီးမိုးသက်လေပြင်းကျစဉ်လေတိုက်နှုန်းတနအီကို35မိုင်အထိနဲ့လိုင်းအမြင့်9ဘီကနေ17ဘီခန့်ရှိနိုင်တာကြောင့်ပင်လယ်ပြင်သွားလာရေးအတွက်အထူးသတိပြုဖို့လိုအပ်ပါတယ်။အိန္ဒိယမိုးလေဝသဌာနနဲ့ထိုင်းမိုးလေဝသဌာနတို့ကလည်းကပလီပင်လယ်ပြင်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ကြောင့်ပင်လယ်ပြင်အတွင်းရာသီဥတုကျန်တဲ့မီအန်ရီရှိနိုင်တာကြောင့်ငါးဖက်လင်ငယ်တွေပင်လယ်ပြင်အတွင်းမထွက်ကြဖို့အသီးသီးထုတ်ပြန်ထားကြပါတယ်။မိုးလေဝသအခြေအနေခန့်မှန်းချက်တွေဟာအများဆုံး90%ခန့်တော့ဝင်ကျင်တာမှန်းနိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း BSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် BSM ရဲ့နေစဉ်မိုးလေဝသအစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ BSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းကျန်းမာပေးကင်းစွာနဲ့တဘာဝဘေးရဲ့နေအတွက်တွေကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။